မဟာတဇံကာလအတော်အတွင်းမှာဘယ်သူမှမထင်ထားလောက်တဲ့အရာတွေကိုပြုလုပ်ခဲ့ရကြောင်းချစ်ခင်လေးစားမှုတွေရရှိခဲ့တဲ့အကွီနီထူနိုင်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်အရှင်မင်းသားကွီနီထူနိုင်ဟာမြန်မာပရိသတ်တွေကိုအမြဲတမ်းလေးစားမှုထားတတ်သူတစ်ဦးဖြစ်ပါတယ်ကွီနီထူနိုင်လို့ပြောလိုက်တာနဲ့မသိရတဲ့သူမရှိလောက်အောင်ကိုအောင်မြင်မှုရရှိနေတဲ့အမင်းသားဆိုရင်လည်းမမှားပါဘူး နေထွန်းနိုင်ငံမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့သဘောဝဘေးအန္တရာယ်တိုင်းလိုလိုမှာပါဝင်ကူညီတက်လို့ရှိပါတယ်။ဒီလိုစိတ်ထားကောင်းတဲ့ကွေးနေထွန်းနိုင်ငံကတကြံကာလအတော်တွေမှာလူအများအတွက်အကျိုးရှိစေမယ့်အရာတွေကိုပါဇက်ကနေပဲအပြောတတ်မဟုတ်ဘဲနဲ့အလုံးနဲ့လက်တွေ့တက်တည်ပြနေရဖြစ်ပါတယ်။ ဒီတကြံကာလအတွင်းမှာတချို့သောအနုပညာရှင်တွေဟာပွဲလန်းသဘင်တွေမှာသချင်းဆိုနေကြပြီးတော့တချို့ကလည်းတရားဘဝနာကိုရှုမှတ်အားထုတ်နေကြပါတယ်။တချို့ကလည်းထိုင်းနိုင်ငံရဲ့တကြံမန္တကြီးတွေကိုပါသွားရောက်ပျော်ပါနေကြပါတယ်။အဲဒီလိုချိန်မှာဂွေးနေထူနိုင်ကတော့သူ့ရဲ့ကြီးကျယ်ကျင်းမာလာတဲ့ခြံဝင်းကြီးထဲမှာရှူတင်ခြံကြီးထဲမှာငလင်ဘေးတင်ပြည်သူပေါင်းအယောက်150အထက်အေးအေးဆေးဆေးတသက်တသာနေထိုင်စားတောက်နိုင်ဖို့အရေးစူးစမ်းပေးနေကြတာဖြစ်ပါတယ်။ နေထူးနိုင်ငံအင်တာရီကိုအသုံးပြုရတာအဆင်ပြေအောင်လို့ကြားမဆိုပြီးတော့တည်တံ့ခွဲထားပြီးုံတာမကနေထိုင်စရာအင်လီတွေကိုပါပြုလုပ်စီစဉ်ပေးထားသူဖြစ်ပါတယ်။ကိုစိင်းနဲ့ကိုကိုရဲ့ငလင်တန်အတွက်လူအင်အားငွေအင်အားကိုပါအသုံးပြုပြီးတော့တကြံကာလာကြီးကိုတံပိုးထားစွာနဲ့အကျိုးရှိရှိ ဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။ ကွေးနေထိုင်နိုင်ငံကငလင်ဘေးတင်ပြည်သူတွေအတွက်လိုအပ်တဲ့စေဝါအသုံးဆောင်တွေနဲ့အစားအသောက်တွေကိုပါလူတန်းပေးနေခဲ့ပြီးတော့သူရဲ့ရှုတင်ချန်ထဲမှာလာရောက်ဖို့အတွက်ဖိတ်ခေါ်ထားပါတယ်။နေထိုင်နိုင်ငံငလင်ဘေးတင်ပြည်သူတွေကိုကူညီပေးနေုံသာမကတန်နိုင်တဲ့ဘက်ကနေပြန်လည်စောင့်ချက်ကြည့်ရှုပေးနေရဖြစ်ပါတယ်။ငလင်တန်ကျောင်းမယ်နေအင်းဆောင်ဦးတွေပျက်စီးဆုံးရှုံးမှုတွေကိုပြန်လည်မစောင့်နိုင်သေးတယ်။ခက်ခဲနေတဲ့ပြည်သူတွေအများအများရှိနေသေးရပါဒီလိုနေထိုင်ကြအခက်အခဲရှိတဲ့ပြည်သူတွေကိုကွေးနေထိုင်နိုင်ငံကသူတို့ရဲ့အခက်အခဲတွေကိုကူညီပေးချင်တာကြောင့်ရန်တန်ကျောင်းမြို့မှာ ါရှိတဲ့သူရဲ့ခစ်တရားရင်းနှံသာရုပ်ရှင်ချက်မှာလာရောက်နေထိုင်လို့ရကြောင်းတရားဝင်ဖိတ်ခေါ်ထားခဲ့ရဖြစ်ပါတယ်။ ကွေးနေထိုင်ရဲ့ရုပ်ရှင်အကျယ်ဝန်းဟာဆိုရင်တော့ 18A ကကျယ်ဝန်းတဲ့ရုပ်ရှင်ခြံကြီးဖြစ်ပြီးဇာကားပေါင်းများစွာကိုအဲ့ဒီခြံထဲမှာပဲရိုက်ကူးလေးရှိပါတယ်။ထမ်းပင်ထမ်းတော်တွေလည်းပါဝင်နေတဲ့ဒီခြံကြီးဟာဆိုရင်အတော့ကိုကျယ်ဝန်းလာတာကြောင့်တနေရာနဲ့တနေရာကိုတောင်သွားဖို့ဆိုရင်ကားမောင်းပြီးတော့လဲပတ်ရပါတယ်။ပြည်သူတွေကိုကူညီအကျိုးပြုနေတဲ့အရှင်မင်းသားကွေးနေထိုင်ဟာငလင်ဘေးကြောင့်နေရစရာအခက်အခဲဖြစ်နေတဲ့သူတွေကိုသူ့ရဲ့ခြံမှာနေထိုင်နေကြောင်းဖိတ်ခေါ်ရုံသာမကလူ250စာနေထိုင်နိုင်အောင်ပါစီစဉ်ပေးနေခဲ့ပါတယ်။ ။ဒကြံတွင်းမှာဆိုရင်အနားတောင်မယူဘဲနဲ့အများအသုံးပြုနိုင်အောင်အိမ်သားတွေကိုဆောက်လုပ်လူတန်းနေရပါ။ငလင်ပေးကြောင့်ခက်ခဲနေတဲ့ပင်ပန်းနေတဲ့သူတွေဟာပြန်လည်ထူထောင်ရေးအတွက်အချိန်တစ်ခုတိုင်အောင်ကြာမြင့်ကြအောင်မှဖြစ်ပါတယ်။မိမိဆောက်လုပ်မဲ့အိမ်ပြည်စည်းတဲ့အထီးတိုင်အောင်သူရဲ့ရုပ်ရှင်ချန်ထဲမှာနေနိုင်ဖို့အတွက်ပြင်ဆင်ပေးထားခဲ့ပါတယ်။အများကတော့ကွေးနေထူနိုင်ကိုမြမပေါ်ကဇလန်းတွေကိုပဲရိုက်ကူးတဲ့သူလို့ပြောကြပါမယ်။လက်တွေ့မှာတော့တော်တော်ကိုစိတ်ထားပြေးွားတဲ့သူတအူးလို့တောင်ပြောလို့ရပါတယ်။ ဇာကားတွေထဲမှာပဲလူတွေကိုကဲတင်နေတဲ့ဟီရိုကြီးမဟုတ်ဘဲလက်တွေ့မှာပါကဲဆယ်ပေးနေတဲ့ဟီရိုကြီးတူဖြစ်တာကြောင့်သူ့ကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေဟာဆိုရင်လုံးဝနောင်တရလိမ့်မယ်လို့မထင်ပါဘူး။ကွေးနေသူနိုင်ဟာရေပေတုံးကလည်းကိုညီခဲ့တယ်လို့ငလင်ဘေးမှာလည်းအများကျိုးကိုတည်ပိုးနေရကြောင်းသူ့ကိုတော်တော်များများကလေးစားနေကြပါတယ်။ငလင်ဘေးတည်ပြူတွေကိုအခုလိုမျိုးပဲသူ့ရဲ့ရုပ်ရှင် channel မှာလာရောက်နေနိုင်ပါကြောင်းနဲ့ခွင့်ပြုထားရုံသာမကောင်း နေထိုင်ရေးပါအဆောက်အအုံရရအားလုံးကိုအဆင်ပြေအောင်တေချာစီစဉ်ပေးနေရင်ကွီးနေထိုင်ရဲ့အစိတ်တော်ရာကိုဝမ်းသာပီတိဖြစ်ကြရင်လားဆိုတာပြောသွားခဲ့ပါအောင်ရှင်။